မင်္ဂလာပါခင်ဗျာ SNT မြန်မာ traditional martial art YouTube channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမြန်မာဟေးမြန်မာမြန်မာဟေးမြန်မာမြန်မာဟေးမြန်မာမင်္ဂလာရှိသောတာတာပရိနိရဲ့ညနေခင်းချိန်ခါလေးဖြစ်ပါစေကြောင်းကိုယ်စွာဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ ဒီနေ့မှာတော့အကိုပညာနာနာသင်္ကန်းစာပို့ချလာတာသင်္ကန်းစာ26ကိုရောက်ရှိလို့လာပြီเนาะညီလေးညီမဘာလို့လုံးနဲ့အကိုတို့တွေဒုတ်ရှင်ပညာကန်းတော်မှာ31ချင်းလန့်ပြီးဆုံးတာနေပြီဖြစ်တယ်။ဒါဆိုရင်ညီလေးညီမတွေကိုအကိုပြောချင်တာအကိုတို့ဒုတ်ရှင်သင်္ကန်းစာပြီးဆုံးသွားပြီဆိုရင်เนาะနောက်ထပ်အကိုအစင်သိမယ်ဆိုရင်เนาะဒုတ်တူတော်လကောင်းဒါမှမဟုတ်ဒုတ်ဓာတ်တက်လက်တော်လကောင်းပြပေးချင်ပါတယ်။ ယင်ညီမတွေကဘယ်လိုပညာကန်းတွေကိုလိုက်ပါလေးလာစီးပူခြင်းလဲဆိုတာကျွန်တော်ရင် comment မှာရေးခဲ့နိုင်တယ်เนาะညီရင်ညီမတွေအလိုလိုနဲ့ပြီးဆုံးကနေပြီဆိုတော့ညီရင်ညီမတွေကိုနောက်ထပ်ပညာကန်းတစ်ခုကိုကျွန်တော်တို့ပညာဒါနသင်ခန်းစာပို့ချပေးသွားမှာဖြစ်တယ်။အားကြောင့်မို့အကိုတို့တွေဒီနေ့တော့သင်ခန်းစာစလိုက်တော့မယ်။မနေ့ကလည်း6ခွက်မှာကစားဒီနေ့လည်း6ခွက်ထဲကိုပုံစံတစ်မျိုးနဲ့ကစားပြမယ်เนาะညီရင်ညီမတွေ။အဲဆိုရင်အကိုတို့တွေအလေးပြုရအောင်။ အလေးပြုပြီးဆိုရင်တော့ကျွန်တော်တို့ညာစည်းကင်ကင်လိုက်မယ်ညာစည်းကင်အတင်းနေထားနေအဲ့ဒါနေပြီးတော့တက်လိမ်ပါဆိုတော့ညာလိမ်ကင်အတင်းပြောင်းလိုက်မယ်โอเคအဲ့ဒါပြီးရှေ့မှာတက်လိုက်မယ်6ကွက်ပဲเนาะညီရင်ညီမလေးညာဒီတက်လိမ်ဟုတ်ပြီเนาะလိမ်ပြီးသားနဲ့တုံဖြားဆွဲမော့မွေခွေဟုတ်ပြီเนาะညီရင်တုံဖြားဆွဲညာချိန်တက်စီးရစီးရပြီးဆိုရင်ရှေ့ရလာတဲ့ရန်သူတွေခြေထောက်ခုံဖို့ဟုတ်ပြီเนาะအဲ့ဒါပြီးတော့ရင် သူကိုကိုပြန်တက်လက်ခဏစားခြေထက်စုပ်ခတ်ဟုတ်ပြီเนาะကျွန်တော်တို့ဒီလိုလေးခတ်ထုတ်လိုက်မယ်เนาะဒီခတ်ထုတ်လေးပြခဲ့ပြီးမှန်းတယ်เนาะအားပြီးတော့ရင်ခြေထက်မော့မွေခွေဒါမယ်เนาะညီလေးညီမလေးအဲ့ဒါပြီးရင်တက်ပြီးတော့အောက်စားထုတ်မယ်เนาะလှုပ်ဖြားဆွဲတက်အောက်စားထုတ်ပေါက်နောက်လေမော့မွေခွေဒါမယ်เนาะညီလေးညီမလေးလွယ်လွယ်လေးเนาะညီလေးညီမလေးအဲ့ဆိုရင်ကျွန်တော်ဒီကလိန်နဲ့လိန်တော့ကွက်တီဆိုတက်လိမ့်မယ် ဒီဘာဖြည်းဖြည်းပြမယ်နော်ညာဒီလက်လိန်တုတ်ချာဆွဲမောက်မွေခွေတုတ်ချာဆွဲတစီရခြေထခုံထိုးခြေထစုတ်ခတ်ဟောပြီနော်ညီနေညီမလေးခြေထမောက်မွေခွေတုတ်ချာဆွဲတအောက်စာထုံးတုတ်ချာဆွဲပေါက်အောက်လဲမောက်မွေခွေလက်ပြောင်းထုတ်ထော်တဲ့ โอเคရမယ်เนาะညီရင်ညီမတွေဒီဒီကတ်တော့လေးကကျွန်တော်ရှေ့မှာပြခဲ့တယ်နဲ့တူတယ်เนาะဒီလိုခြေထဆောက်ခတ်တာတူတူပဲเนาะဒီလိုခတ်တာနဲ့ကျွန်တော်ခြေထဆောက်ခတ်တာရှေ့မှာထိုးပြီးတော့မှကျွန်တော်တို့နောက်ကိုဆုပ်ပြီးတော့မှကတ်ထုတ်လိုက်တာဖြစ်တယ်အဲ့ဒါเนาะညီကျွန်တော်ဒီလိုတူတူပဲเนาะရှေ့မှာပြခဲ့ပြီးသားနဲ့တူပါတယ်မပါဘူးဆိုရင်လည်းလွယ်ပါတယ်ဒီဟာเนาะဘာမှခဲရင်တော့မဟုတ် ိုယ်ဒီရိုက်လိုက်တာပဲဖြစ်ပါပြီအဲ့ဒါကိုခတ်ထုတ်လိုက်တယ်ပုံမျိုးနော်အထက်ကိုကျွန်တော်တို့ခတ်လိုက်တာပေါ့နော်အဲ့ဒါမျိုးလေးပါအဲ့ဒါကိုအခုပေးလိုက်တစ်ခါဖြည်းဖြည်းလေးတစ်ခါကစားပြမယ်နော်ညင်ညွားတယ်ကိုယ်တို့ကသိပ်မကောင်းနော်သိခံပြီးတော့ကြည့်ပေးကြပါဒုက္ခပေါ့တယ်ဓာန်ပိုက်ဆိုတော့လေဒုက္ခဟိုရှိတဲ့ဒုက္ခလည်းကျိုးသွားတာဆိုတော့ဒီတုံးနဲ့မပြလာဟုတ်ပါအဲ့ဆိုရင်ဖေးလိုက်တစ်ခါကစားပြမယ်နော်ဖြည်းဖြည်းလေးပဲကစားပြမယ်နော်ညင်ညွားတယ် အလေးပြုမယ်ညာစည်းကင်တင်ကင်မယ်ညာလင်ကင်တင်ကြောင်းထားမယ်အဲ့ဒါနေပြီးတော့ညာကြီးတက်လိမ့်မယ်ညာစည်းတက်လိမ့်ဒုတ်ပြဆွဲတခိုင်းဆွဲထားတော့မမွေဖွင့်ဒုံတောက်လျှောက်ဆွဲစော့တဲ့ခါစားလိမ့်တော့ကလိမ့်ပြီးတာနဲ့ကျွန်တော်တို့ရှော့နေဆိုအပေါ်နန်းဆွဲတခါတည်းမမွေခွဲ့နော်အဲဒီလိုသင်္ကန်းစားကြတဲ့ခါကျတော့ကျွန်တော်တို့ထောက်တောက်ထောက်တောက်ဖြစ်တယ်ဆိုတော့ညာစည်းတက်လိမ့် အဲ့ဒါမှထုတ်ဖြားဆွဲမမွေအဲ့လိုပြရဆိုတော့ညီညီမတွေထောက်တောက်ကြီးဖြစ်မှအကျင့်ပါသွားမှာဆိုလို့နော်တက်လိန်ပြီးတာနဲ့ကျွန်တော်တို့တစ်ခါဆွဲမှုခွဲရမယ်နော်ဒီလိုပုံစံမျိုးညာကြီးတက်လိန်ထုတ်ဖြားဆွဲမမွေပွဲဒီလိုမျိုးနော်ညီညီမအားပြီးတော့ရင်ထုတ်ဖြားဆွဲတက်စီးရစီးရပြီးရင်ကျွန်တော်ရှေ့ရညံသူတို့ခြေထခုံထိုးလိုက်မယ်နော်အဲ့မျိုး ခြေဒီဒီကွက်ကနေဒီရှေ့မှာတကွက်ရှိတာကိုအဲ့ဒီကွက်ကိုတက်ပြီးတော့ကျွန်တော်ခြေထပ်ခုံဖို့เนาะထိုးပြီးတော့ရင်သူကကိုယ်ကိုပြန်လိုက်တဲ့သဘောပေါ့ဗျာလိုက်တဲ့ခါကျရင်နောက်ကိုဆုတ်ပြီးတော့လာတဲ့ခြေကိုကျွန်တော်တို့ခတ်ထုတ်လိုက်မယ်ခြေထပ်ဆုတ်ခတ်ဒါမျိုးလေးเนาะဒီလိုမျိုးလေးခတ်လိုက်မယ်เนาะညီညီမှာသွားပြီးတော့ရင်ခြေထပ်မောက်ဝေခွေဟုတ်ပြီเนาะညီတယ်ညီမလေးအားပြီးဆိုရင်ရှေ့မှာတစ်ခွက်ရှိတယ်ဒုတ်ဖြားဆိုရယ်တက် အောက်စားနဲ့လှမ်းပြီးထောင်းလိုက်မယ်အောက်စားထုတ်ဒုတ်ဖြားဆွဲဒီကနေပြီးလှမ်းပြီးရိုက်လိုက်တဲ့သဘောဒီမှာအတားနဲ့ဆိုအောက်မယ်ဒီလိုပေါ့ဗျာဒါပေါက်နောင်လက်မောက်မွေခွေရတယ်နော်ညီညီလေးလေးလေးနော်အပြင်တက်လိမ့်မယ်ညာကြီးတက်လိမ့်ဒုတ်ဖြားဆွဲမောက်မွေခွေဒုတ်ဖြားဆွဲတက်စီရဟုတ်ပြီနော်အဲ့ဒါပြင်ရှေးရရန်သူတို့ဂျေထခုံဖို့ဟုတ်ပြီနော် ฉีทะสุขะหอบีเนาะฉีทะมะมวยควยหอบีเนาะนี่ญาญาอะบีดุพยาซวยตะออซาโทดุพยาซวยปอกนอกเลมะมวยควยละเดียวတို့တော်တဲ့โอเคသာပြီเนาะညီရေညီမတွေလွယ်လွယ်လေးပါခင်ဗျာဒါလေးကိုတစ်ခါတစ်ခါကြည့်ပါမျက်ရည်ဝအောင်ကြည့်ပြီးတော့ ဘလို့ကစားသွားတယ်သေချာကြည့်ပြီးတော့ညီညီမတွေလိုက်ပါကစားနိုင်ကြမယ်လို့အကိုမျောလင့်ပါတယ်နော်ညီညီမတွေဒါတော့ရလာပြီဆိုရင်တော့ပထမပိုင်းလေ့ကျင့်တဲ့အခါမှာတော့နီးစနစ်ကိုဦးစားပြီးတော့ဖြည်းဖြည်းမှန်မှန်နဲ့ကစားပါဒီတော့ချက်တရားလုံးရှေ့မှာသင်ပြခဲ့ပြီးသားဖြစ်လို့မဟုတ်အကိုကသေချာမပြတော့ဘူးနော်ညီညီမရှေ့မှာဒီဇိုင်းမမလိုက်ပါခဲ့ရင်ဒီတော့ချက်ကဘယ်ထုတ်ချက်ဒီထုတ်ချက်ကဘယ်ထုတ်ချက်ဆိုတာညီညီမတွေသိပြီးသားဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့်မဟုတ်အကိုသေချာမပြတော့ဘူးနော် โอเคအဲ့ဆိုရင်တော့ကိုယ့်ရဲ့သင်ခန်းစာကိုဒီနေရာမှာပဲညီကုန်းတက်လိုက်တော့မယ်เนาะညီရင်ညီမတွေကိုယ့်ရဲ့ညီရင်ညီမတွေအားလုံးစေကြပါခြင်းကိုယ့်ချမ်းသာခြင်းတစ်လုံးတစ်ပါးပြီးကြပါခင်ဗျာကိုသွားတိုင်းစိတ်ပါလိုရာဆန္ဒတွေပြည့်စုံကြောင်းလဲကျွန်တော်ဒီနေ့ကနေစုံမကောင်းတောင်းပေးပါတယ်အခုသင်ကြားပို့ချနေတဲ့ဒီပညာကမ်းတွေကိုမိမိကိုမိမိခုခံကာကွယ်ရနိုင်တော်လကောက်အမျိုးဘာသာတာနာကာဝယ်ဆော့လျှောက်သောနေရာများနိုင်တာအသုံးပြုကြပါယံမြေတားရခံပါတယ်ခင်ဗျာဒီပညာကမ်းနေနဲ့ မကောင်းသောဒုစရိုက်နယ်ပယ်များတရားကိုတရားနိုင်တဲ့စီနေပြုညွှန်တော်နေရာများလုံးဝလုံးဝအသုံးမပြုကြဘူးအကိုနှွညွတ်မြတ်တရားခံပါရခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ချစ်ခင်လေးစားလျက်ပါခင်ဗျာ